ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေဟာမေ16ရက်ကအလက်ပိုမြို့မှာရှိတဲ့ IS တပ်ဖွဲ့ဝင်တွေပုံအောင်နေတဲ့စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်သွေးကြွ၃ကိုချိန်မုံနိုင်ခဲ့ကြောင်းအာနာဝိုင်တွေကပြောကြားခဲ့ပါတယ်။တဟာအစ္စလာမစ်ဦးဆောင်တဲ့အစိုးရအဖွဲ့ကဆီးရီးယားရဲ့ဒုတိယမြို့မှာဂျီအက်အုပ်စုကိုစန့်ကျင်တဲ့စစ်စင်ရေးကိုပထမဆုံးအကြိမ်ကြီးညာခဲ့တာဖြစ်ပါတယ်။ဒီစစ်စင်ရေးအတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်တအုပ်လည်းတင်ဆောင်ခဲ့ပြီး IS စစ်သွေးကြွ၄ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းဆီးရီးယားပြည်ရေးဝန်ကြီးဌာနကပြောပါရတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာလက်နက်တွေဘုံးတွေနဲ့ယူနီဖောင်းတွေကိုလည်းတင်ဆက်ရမိခဲ့ပါတယ်။စစ်နေတိုက်ခိုက်မှုတွေမှာနေရာလေးခုမှာရှိတဲ့စခန်းတွေကိုပိတ်မှတ်ထားခဲ့ပြီးလူဆိုင်ဥကိုဖမ်းဆီးခဲ့ကြောင်းလုံခြုံရေးတရင်အရင်းမြစ်တခုကပြောပါတယ်။စစ်စင်ရေးအတွင်း IS စစ်သွေးကြွတုံးဟာအသေးခံဘုံခွဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတရင်အရင်းမြစ်ကပြောပါတယ်။တချိန်က AK တအဖွဲ့ရဲ့အဖွဲ့ခွဲတခုကိုဦးဆောင်ခဲ့မှုတဲ့ Syria ယာယီသမ္မတ Ahmed El Sharaha IS အဖွဲ့ရဲ့ရံပတ်ဖြစ်ပြီးစီးရီးယားစစ်ပွဲအတွင်း IS အဖွဲ့ကိုတိုက်ခိုက်ခဲ့ပါတယ်။အခုတရင်ပတ်အစောပိုင်းကတော့ American သမ္မတ Donald Trump ဟာ Saudi Arabia နိုင်ငံမှာ Ashura နဲ့တွေ့ဆုံခဲ့ပြီး Trump က Ashura ကိုနောက်ခံသမိုင်းကြောင်းခိုင်မာတဲ့နှစ်လူဝဲကောင်းတဲ့အမျိုးသားတဝက်အဖြစ်ချီးကျူးပြောဆိုခဲ့ပါတယ်။